စက်ကောင်စီအတူရောင်ရွေးကပွဲဝါဒဖြတ်သက်လန်းကိုဝေဖန်ခဲ့သည်ဟုဆိုကာမတရားဖန်ဆီးခံထားရသည့်ဒရိုက်တာမိုက်တီအပါအဝင်ရုပ်ဆောင်နှစ်ဦးအားစက်ကောင်စီဘက်ကထောင်ဒဏ်ခုနှစ်ကြီးအတီးတီရှမှလိုက်ကြောင်းရုပ်ရှင်အတိုင်းဝိုင်းနှင့်နီးစပ်သူများ၏ပြောကြားချက်ရသိရှိရတာဖြစ်ပါသည်။ပြီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းကဖန်ဆီးထိန်ထိန်ခံရသူများမှဒရိုက်တာမိုက်တီစာဖို့ရုပ်ဆောင်ကျော်ဝင်းထွန်းနှင့်ဟာတာရုပ်ဆောင်အုံတိုင်းတို့ဖြစ်ပါသည်။ သူတို့တုံးအားစကောင်စီကပီကက်ဒီအောင်တော်ပါလာကုံပိုင်းမှာဆိုရင်ဖမ်းဆီးခဲ့ခြင်းဖြစ်ရာအရေးယူခြင်းခံရသည့်အကြောင်းရင်းမှာစကောင်စီ၏ခက်သမိုင်းကိုတုံးဆိုင်မိသူများဟုသည့်ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းတူအားဝေဖန်ပြောဆိုခဲ့ခြင်းကြောင့်ဟုစကောင်စီကအကြောင်းပြခဲ့တာဖြစ်ပါတယ်။ဖလိုက်တာမိုက်တီတရုတ်ဆောင်ကျဝင်းထွန်းနဲ့အုံတိုင်းတို့တုံးအားစကောင်စီကရွေးကောက်ပွဲနောက်ရဟန်တာဖြစ်စီခြင်းမှာကာကွယ်ရေးဥပဒေဖြင့်အရေးယူခဲ့ခြင်းဖြစ်ပါ အဆိုပါဥပဒေပုံမှန်23ကအရာမြေဆုံးစီရင်ချက်ဖြစ်သည့်ထောင်တန်း9စီကိုရှမအခဲချင်းဖြစ်ကြောင်းသိရပါတယ်။ပြည်တန်ရှမရာတွင်တရားရုံးချိန်တစ်ချိန်တည်းဖြစ်အပိတအစီရင်ခဲချင်းဖြစ်ပါသည်။ တူတော့အနေဖြင့်တရားဥပဒေအရခုခံပိုင်ခွင့်နဲ့ရှင်းနေထားရန်ခွင့်များလုံးဝမရခဲ့ကြောင်းရုပ်ရှင်အတိုင်းဝိုင်းနဲ့နိစတူတူကအတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။သူတို့တုံးကနွေဘာလအတွင်းရရှာကစက်ကောင်စီ မျိုးနဲ့တရားရုံးများကစီရင်ရှင်များအတိတိရှမခဲ့ရာနွေဘာလ25ရက်နေ့တွင် ဟာတပြုတ်ဆောင်အုံတိုင်းကိုတောင်တကုံတရားရုံးကထောင်ဒဏ်9နှစ်ရှမခဲ့ပြီး နိုဝင်ဘာလ28ရက်နေ့တွင်ဒရိုက်တာမိုက်တီကိုရန်ကင်းတရားရုံးကထောင်ဒဏ်9နှစ်ရှမခဲ့ပြီးနိုဝင်ဘာလ28ရက်နေ့တွင်ပြုတ်ဆောင်ကျော်ဝင်ထုတ်ကိုဗဟန်းမြို့နယ်တရားရုံးကထောင်ဒဏ်9နှစ်ရှမခဲ့တာပါဒရိုက်တာမိုက်တီယခုအချိန်မတိုင်မီကလည်း2020ခုနှစ်တွင်စစ်အုပ်စုကဝေဖန်မှုဖြင့်ဖမ်းဆီးခံခဲ့ရပြီးနိုင်ငံရေးပုံမှန်905ကဖြင့်ထောင်ဒဏ်ရှမခံခဲ့ရဖူးက 2022ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်ခံဝင်ဖြစ်ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ယခုချမှတ်ခံရသည့်ထောင်ဒဏ်9နှစ်အတွင်းကြန့်ချိနေသေးသည့်ပြစ်ဒဏ်ကိုပါတပေါင်းတည်းအေးအေးယူမိဖြစ်ကြောင်းစစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။သူတို့တုံးဦးအားစစ်ကောင်စီ၏ရွေးကောက်ပွဲဝါဒဖြင့်ဇာလန်ထဲမှပါဝင်ရှင်းမရှိဘဲ ဝေဖန်ပြောဆိုခဲ့ခြင်းကြောင့်ဟုစွစွဲကဖန်စီအရေးယူခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ရရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။嗯。